အားလုံးပဲမင်္ဂလာပါအောင်လပွဲရတော့ခဏနေကြည့်ရှုကြရတော့မှာပါစနေနေ့မနေ့မှာသွတ်တက်ကြတော့မယ်159 36ပွဲစဉ်မှာတော့မြန်မာကန်တွင်ဖိုက်တာကြီးအောင်လအန်ဆန်နဲ့ကာရက်စတမ်တို့ကဒုခောင်းပွဲမှာသွတ်တက်ကြတော့မှာပါဒီပြိုင်ပွဲကိုတော့မနေ့ခဏနိုင်ပွဲမှာစတဲ့ရှင်မြိုင်သွတ်တက်ကြမှာဖြစ်ပြီးအောင်လအန်ဆန်နဲ့ကာရက်စတမ်တို့ရဲ့ပွဲစဉ်ကတော့ဒုခောင်းပွဲဖြစ်တာကြောင့်မနေ့9နိုင်ဝန်းကျင်လောက်မှာကြီးရမှာပါ အွန်လိုင်းဆန်းနဲ့ကာရက်ဆမ်တို့ကတော့ထိုင်းကိုဂျိုတင်ရောက်ရှိလာကြပြီးရာသီဥတုနဲ့နေသားချအောင်ပွဲပွဲအတွက်လက်ချင်းနေကြပါပြီကချင်သားကြီးအွန်လာက40နှစ်ရှိပြီဖြစ်ပြီးတော့ပြိုင်မဲ့ဖိုက်တာကာရက်ဆမ်ကတော့35နှစ်ပဲရှိသေးတာပါဒီတွဲဆိုင်ကတော့မယ်ဒယ်ဝိုက်တန်းမှာ MMA ရိုးနဲ့ထိုးသက်ကြမှာဖြစ်ပါတယ်အွန်လိုင်းဆိုင်ရဲ့ပြိုင်ပွဲဘော်ဒါကာရက်ဆမ်ကဝတာဝိတ်တန်းကနေပြီးတော့ မယ်လေဝိတန်းကိုတက်ထိုးရမှာပါဝမ်ချမြရှစ်ပြဲချန်ပီယံတွေပြီးတော့အတော်လေးကိုခင်မရင်းနှီးကြတဲ့ပေါ်လာနေတော့သိုးသက်ကြမှာဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာမှာပါဒီပွဲပြီးရင်တော့ online sign ကို fighter ဘွားနဲ့မမြင်တွေ့ရတော့ပဲနီးပြဘွားနဲ့ပဲမြင်တွေ့ရဖို့ရှိနေတာပါ online ရဲ့နောက်ဆုံးပွဲကိုကိုင်းတဲ့ဒီလာရောက်ပြီးအားပေးကြဖို့နဲ့မြန်မာပြည်ကပြည်သက်တွေလည်းရှိရနေရတယ်သူရဲ့နောက်ဆုံးပွဲကို အပေးကြဖို့အွန်လိုင်းအဆန်းကိုတိုင်ဖိတ်ခေါ်ထားတာပါဒါကအွန်လိုင်းအဆန်းကဒီပွဲကကျွန်တော်အတွက်ထူးခြားတဲ့ပွဲစဉ်ပါဝမ်းချမ်းမြန်ရှိမှနောက်ဆုံးထိုးသတ်မဲ့ပွဲစဉ်မှာကျွန်တော်ထိုးပွဲတိုင်းအမြဲအားပေးကြတဲ့မြန်မာပြည်သက်တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီပွဲပြီးရင်တော့လွမ်းနေရမှာတေချာပါတယ်လို့ဝမ်းနည်းစွာရင်ဖွင့်လာတာပါဒီပွဲပြီးရင်ဒီပြလောကတွေကိုအခြေစုံပြည့်ဝင်တော့မှာမလို့ သူစီကမျိုးဆက်တဲ့လူငယ်ဖိုက်တာတွေကို1 championship UFC တို့လို promotion တွေမှာသိုးသက်ခွင့်ရရင်ပြန်လည်ဆုံတွေ့ဖို့အခွင့်အရေးရှိမှာပါလို့ပြောဆိုသွားခဲ့တာပါ Gunway Fighter G online ဆိုင်ရင်နောက်ဆုံးပွဲကိုမြန်မာပရိသတ်တွေအားလုံးအားပေးကြပါစို့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်